2025ခုနှစ်ဇွန်လတရက်တနင်္ဂနွေနေ့အတွက်ခုနှစ်သားမီးအလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ဖတ်ကြရမယ်ဆိုရင် တော့တဲတော်နမိတ်အရဇွန်တရက်နေ့ဟာခွက်ပင်ရင်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်တယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်အစဉ်ပြေသွားလိမ့်မယ်အတက်လူကြီးအကြီးအကဲမျိုးတွေမိဘဆရာသမားမျိုးတွေအကူအညီရမယ်ခရီးကိစ္စအစီအစဉ်တွေအပြောင်းလဲဖြစ်တတ်တယ် နိုင်ငံခြားနဲ့ပတ်သက်တာတို့ရဝေးနဲ့ပတ်သက်တာတို့အဆက်အသွယ်ကောင်းတွေရမယ်။ရေပတ်ရေကန်ကိစ္စမျိုးတွေအဖျော်ယံမကာကိစ္စမျိုးတွေစားသောက်ဆိုင်ကိစ္စမျိုးတွေစက်တူရှယ်ကိစ္စမျိုးတွေအတွက်အခွင့်အကောင်းပေါ်မယ်။ပညာသင်ကြားဖို့ကြိုးစားနေတဲ့လူငယ်တွေအတွက်ကလေးတွေအတွက်အခွင့်အကောင်းတွေရပါလိမ့်မယ်။ဒီနေ့မှာကံတရားရဲ့အထောက်ပံ့ကောင်းတွေရဖို့လိုတဲ့ဆိုရင်တော့ဆုံးခံကြရတဲ့ကိုရင်ဦးစင်းတပါးပါးကိုတရားတစ်ထုပ်လှူဒန်းပြီးတော့လိုရာစုတောင်းလိုက်ပါခင်ဗျာ။ ဒီနေ့မှာမီးရှူတန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာရင်တွက်ကတော့မာပုတ်ဗေဒနိယတနင်္ဂနွေနေ့ဘွားဘင်္ဂဘွားဇာတာရှင်နေဖြစ်ကြပါတယ်ဘင်္ဂရဲ့သဘောတရားယငယ်စဉ်ကမှချူချာခက်ခဲတော်လည်းပဲကျိုးသားလုံးနာကြီးမားကြသူတွေဖြစ်ပြီးအောင်မြင်ကြကြရမယ်ရင်သွေးရတနာများဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်များအားလုံးမင်္ဂလာမွေးနေ့ပါခင်ဗျာဒီနေ့မွေးနေ့ရှင်တွေအတွက် ကုသိုလ်ရတွေလမ်းညွှန်ပေးရမယ်ဆိုရင်တော့ တတဝဘေးမှန်လွတ်တဲ့ကုသိုလ်ပြုရင်တနစ်တားလုံးကံတရားရဲ့အထောက်ပံ့ကောင်းတွေရဖို့လမ်းညွှန်လိုက်ရပါတယ်ခင်ဗျာဒီနေ့အတွက်ခொနည်းသားမီးအားလုံးတို့ရဲ့အကျိုးပေးတဲ့စုမှုကဏ္ဍကတော့၄ကဏ္ဍ၃ညကဏ္ဍဖြစ်ပြီးတော့ဒီနေ့အတွက်ငွေကြေးကိစ္စတွေအစဉ်ပြေဖို့လို့အထူးရည်ရအနေနဲ့ကတော့ကိတ်မုံနှစ်ချက်ကိုကြွေပကံထဲမှာထည့်ပြီးပြားရည်အနှဲငယ်ဆိုင်း၍မြတ်စွာဘုရားရှင်ကိုဆွံ့ကတ်ခြင်းအပြင်တိတိတသာငွေကြေးကံကောင်းသောအခွင့်အရေးပေါ်ပါလိမ့်မယ် ဒီနေ့မှငွေကြေးကိစ္စရင်းအတွက်စကားပြောဆိုရမယ်ဆိုရင်လည်းပဲနီးစက်တဲ့တင်ရွက်ခရီးတရွက်ခုပြီးတော့ရင်မွေးဆွေဆောင်းသွားခြင်းအဖြစ်ငွေကြေးကိစ္စပြောစကားတွေအားလုံးအောင်မြင်ပါလိမ့်မယ်စရိုးဆိုင်နဲ့ကုန်းလုံးဆိုင်နဲ့လက်ဖက်ဆိုင်နဲ့စားတောက်ဆိုင်နဲ့ရောင်းပန်းစာဝယ်ပန်းလှဖို့လို့တက်ကြတော့ဒီနေ့မှဝါတူလေးတစ်စုံကိုရင်မွေးလေးဆွပြီးတော့ဆိုင်ရဲ့မြင့်တဲ့နေရာလေးမှာထားလိုက်ခြင်းအဖြစ်တိတိသားသားရောင်းရတတ်ပါလိမ့်မယ် အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေကိုလည်းပဲဒီလိုနှမျိုးမှာလက်ကင်ပွားလေးတစ်ဆင်နဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အယောင်အတွက်နော်အောင်မြင်ကြောင်းတွေ့ရပါလိမ့်မယ်အမှုအခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံတဲ့သူအတွက်ကံအထောက်ပံ့ကောင်းရဖို့လို့အတွက်တင်မော်သည့်အမှတ်တလုံးပေါ်မှာအမှုဖြစ်နေတဲ့သူနာမည်ရေးပြီးနှိစက်တဲ့ဖုန်းကြီးတစ်ပါးပါကိုလှူဒန်းလိုက်မှာဖြစ်ပါတယ်မိသားစုဆွေမျိုးတွေမှာကျမကြီးညံ့နေတဲ့သူရှိရဆိုရင်တော့ စေစွမ်းကောင်းနေဆရာကောင်းနေဖြစ်ဖို့ဓာတ်စာဖြစ်နေတင်မော်ဒီအမှဲ့လေးအနေငယ်စပြီးဆူတောင်းလိုက်ပါခင်ဗျာအခြေကိစ္စမြင့်တိုင်းကိစ္စအိမ်တော်ကြီးကိစ္စတွေမှာတော့စိတ်ချမ်းသာစရာကြုံတွေ့ရမှာဖြစ်ပြီးအေးအေးချမ်းချမ်းသာသာရာရှိဖို့လို့အတွက်ဒီလိုနေ့မှာအဝါရောင်ဖြော်ရည်အေးအေးလေးတစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ပါခင်ဗျာဘ